ဟန်ဆက်လောက်ကသူအားတန်တဲ့ ground ပိုင်းနဲ့ပဲ ACC ကစားပြလို့ရတယ်ဆိုရက် LS Barrier ပရိသတ်များအားလုံးပဲမင်္ဂလာပါများ Manchester Football ဆောင်တင်ဆက်နေပါပြီ Barrier နဲ့ Hanser တို့ရဲ့ကြားမှာတပတ်နဲ့တပတ်ပြန်လည်တိုက်ပြီးတော့စင်ကော်နေကြပါပြီ Barrier ဘက်က Hanser ကငားတယ်ထိုးရင်လည်းဆိုပြီးတော့ပြောနေတယ်မင်းတကယ်ထိုးရင်လာခဲ့လေငါမင်းအားတန်ဆုံးကစားနီးမှာပဲကစားပေးပါမယ်မင်းလည်းငားစီတိုက်ရိုက်လာခဲ့မင်းလည်းပြဲထဲမှာပဲအနိုင်ယူပြမယ်ပြီးရင်ထိုးကြီးတွေအကုန်လုံးကိုကလေးတွေအတွက်ရန်မုံငွေလုံးပြစ်မယ်လို့ပြောလာခဲ့တာဖြစ်ပြီးဒီစကားတွေပေါ်မှာ Hanser ကလည်း ။ Okay တွေးကြတာပေါ့ငွေတုံးလေးဆိုပြီးတော့ပြန်လဲတုံပြန်လာခဲ့ပါရင်ဒီဇာလန်လေးကအတမန်ပြိုင်ဘက်ရဲ့စကားများမှုထက်ပိုပြီးတော့နက်နေတဲ့အတိတ်ပဲတွေဆောင်းလာတာတွေ့ရလို့ကျွန်တော်ရဲ့အမြင်လေးနဲ့ပတ်သက်ပြီးတော့လဲပရိသတ်တွေကိုအခုလိုပြန်လဲဝေမျှပေးလိုက်ပါရစေနော်။အခန်း၁ပြောစကားတွေရဲ့နောက်ွယ်ကစိတ်တက်စစ်စင်ကြီးငါမင်းအားတန်ဆုံးကစားနီးမှာပဲကစားပေးမယ်ဆိုတဲ့ဇကားကပါရီယာရဲ့စိတ်သက်ခိုင်မှမှုကိုအပြေအဝါဖော်ပြနေတာပါသူကဟန်ဇက်ရဲ့အာသာချက်ဖြစ်တဲ့မြေပြင်ကစားနီး wrestling မှာတောင်မှသူ့ကိုယ်သူယုံကြည်မှုပြည့်ရှိနေတာမြင်ရပါတယ် ါကတာမန်ကစားမတယောက်အတွက်မတွေးရတဲ့စိတ်ကူးတစ်ခုပါဟန်ဆက်ဖက်ကလည်း okay တွေးကြတာပေါ့ငွေတုံလေးရေဆိုပြီးတော့ပြန်လဲတုံ့ပြန်မှုကလည်းသူ့ရဲ့ဇာတ်လက္ခဏာကိုအပြည့်အဝဖော်ပြနေပါတယ်သူဟာစကားများများမပြောဘဲနဲ့လက်တွေအလုံးလုံးတက်တူပါလူမျိုးရိုးရှင်းတဲ့တုံ့ပြန်မှုဟာသူ့ရဲ့ယုံကြည်မှုကိုပေါ်ပြီးတော့တန်မာစေတာဖြစ်ပါတယ်အခန်းနှစ်ကစားဟန်နှမျိုးရဲ့တိုက်ပွဲဘာရယာဟာကဘာစင်ကိပောက်ရှင်ချန်ပီယံဖြစ်တဲ့အတွက်သူ့ရဲ့ထိုးတက်မှုစွမ်းရည်ကအမခန့်ပါသူစီမာတခါဒိုးယုံနဲ့ပွဲသိမ့်နိုင်တဲ့အလဲဒိုးပါဝါ ကွာဝေးထင်းချုံနိုင်မှုအချိန်ကိုက်ထိုးနှက်နိုင်မှုစတဲ့အသာချက်တွေရှိပါတယ်ဟန်ဆက်ကတော့ကဘာကောင်းဆုံး wrestler တစ်ယောက်ဖြစ်ပါတယ်သူစီမှာ ground ပိုင်းဖိအားပေးနိုင်မှုအစုံဖြတ်ပေးနိုင်တဲ့ submission နည်းတွေစတဲ့အသာချက်တွေရှိပါတယ်အခန်း၃ပွဲရဲ့ viewer မြောက်အရေးပါမှုသူတို့နှစ်ယောက်သာတကယ်ထိတ်တိုက်တွေ့ဆုံပြခဲ့ကြရင်ဘာရီယာအတွက်သူ့ရဲ့ကဘာအဆင့်တန်းကိုအတည်ပြုဖို့ UFC သမိုင်းမှာ Ganwen Fighter ဆိုတဲ့အဆင့်တန်းမှတ်ချက်ကိုပိုပြီးတော့ခိုင်းမာလာဖို့ဆိုတဲ့အရေးပါမှုတွေရှိပါတယ် ခန်းဆက်အတွက်ကလည်းဒီပွဲကသူ့ရဲ့စင်တန်းကိုအခုထက်ပိုပြီးမြင့်တင်နိုင်မှုသူ့ရဲ့ရှုံးပွဲမရှိဆန်ရှင်ကိုဆက်ထိန်ထားပြီးသူ့ရဲ့ချုပ်ကွက်ဆွမ်းရည်ကအပြိုင်ပကင်းဖြစ်နေပြီဖြစ်ကြောင်းတက်တည်ပြဖို့ဆိုရဲအရေးပါမှုတွေရှိပါတယ်အခန်းလေးပရိသတ်ရဲ့မျောလင်းချက်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့ကြားမှာလေတန်းနေုံတက်တက်မဟုတ်ဖ ೇನೆ တကယ်ပွဲဖြစ်လာဖို့မျောလင်းနေကြပါတယ်ပရိသတ်တွေကဒီပွဲကိုစောင့်မျှော်နေကြတဲ့အကြောင်းရင်းတွေကကဘာကောင်းဆုံးဆိုတဲ့ဖိုက်တာနှစ်ယောက်ကဘာကောင်းဆုံးဆိုတဲ့ဖိုက်တာနှစ်ယောက်ရဲ့တိုက်ပွဲ ကစားဟန်နှမျိုးရဲ့တိုက်ပွဲဘလို့ရလက်ထွက်လာမယ်ဆိုတဲ့အဖြေတွေကိုသိကျင်နေကြတာကြောင့်ဖြစ်ပါရည်။ဘယ်သူကနိုင်ရမလဲ။ဒီမေကွန်းကိုဖြည့်ပေးဖို့ကတော့တော်လေးကြွားကြလှပါရည်။ဘာရီယာရဲ့လက်သီးကလည်းတစ်ချက်ထိုးလိုက်တာနဲ့တန်းမောက်သွားနိုင်တဲ့အထိအလဲတို့ပါဝါအားကောင်းလွန်ပါရည်။ခန်းဆက်ရဲ့မြေပြင်ကစားနီးကလည်းသူ့တွင်ထဲသာဝင်လာခဲ့မယ်ဆိုရင်ဘာရီယာကိုခတ်တွေ့အောင်လှုပ်ဆောင်နိုင်ပါရည်။ဘာရီယာရဲ့ကလေးတွေအတွက်ရံမုံငွေဆွဲတဲ့ဇကားကလည်း ဒီဘွဲကိုပေါ်ပြီးတော့မှအိဗယ်ရှိလာစေပါလိမ့်။ပါရီယာဆိုလိုခဲ့တာကသူနဲ့ခန်းဆက်တို့ရဲ့ဘွဲကနေရမယ်ဆူချင်းငွေတွေအားလုံးကိုကလေးတွေအတွက်အကျိုးပြုရန်မုံငွေ Children's Emergency Fund ဖြစ်လှူဒန်းမယ်လို့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်။ဒါကဘွဲကိုပိုက်ဆံအတွက်တသက်မကစားဘူးဆိုတဲ့သဘောထားကြီးမှုကိုရဲ့အားမှန်ကိုလူမှုဂျိုးအတွက်အသုံးချလို့ရတဲ့ဆန်နာဟန်ဆက်ရဲ့စိန်ခေါ်မှုကိုလက်ခံရင်းအကျိုးဆက်ကိုကလေးတွေအတွက်လူခံပေးခြင်းနဲ့ပုံစံဖြစ်ပြောင်းလဲလိုက်ပြီးတော့အများကျိုးအတွက်ရှည်တန်းတင်ရင်နဲ့ပါရီယာရဲ့စိတ်ကိုလည်းမြင်တွေ့ရပါလိမ့်။ပါရီယာရဲ့ဒီဆုံးဖြတ်ချက်ဟာတာမန်လူတန်းမှုတစ်ခုထက်ပိုပါလိမ့်။ ပြိုင်ဘက်ကိုအနိုင်ယူအောင်မကဘဲနဲ့အောင်မြင်မှုကိုတခြားသူတွေအတွက်မျှဝေခန်းစားခြင်းအားကစားသမားတွေနဲ့တူလူမှုအကျိုးပြုလုပ်ငန်းတွေမှာပါဝင်သင့်တဲ့ဆိုရဲအသီးစိတ်ကိုနှိုးဆွပေးခြင်းနဲ့ဒီဘွဲကိုကြည့်နေတဲ့ပရိသတ်တွေအတွက်ပုံမှန်အသေးပဲရှိလာစေခြင်းဆိုရဲလုံဆောင်မှုတွေကိုလည်းမြင်ရပါတယ်။ခန်းစက်ရဲ့ငွေတုံလေးရေဆိုပြီးတော့တုံ့ပြန်မှုကလည်းသူတို့နှစ်ဦးစလုံးကဒီဘွဲကိုတကယ်ကစားခြင်းတွေကြောင်းဖော်ပြနေပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ဒီဘွဲကြီးဘယ်ချိန်မှကျင်းပမလဲဘယ်သူကအနိုင်ရမှာလဲဆိုတာစောင့်ကြည့်ရမှာပါပဲ။ ်ဒေဂျာရန်ကတော့ဒီပွဲဟာ UFC သမိုင်းမှာမမေ့နိုင်တဲ့ပွဲဒီပွဲဖြစ်လာနိုင်ပါ रे အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ညာ